မဟာဗောရိမြိုင်ဆရာတော်ဘုရားကြီးနဲ့လက်လုံးတောင်တမိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တောမဂဇင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့တင်ဆက်ပေးသွားချင်တာကတော့နိုင်ငံကုံဆောင်ဆရာတော်ဘုရားကြီးတပါဖြစ်တဲ့မဟာဗောရိမြိုင်ဆရာတော်ဘုရားကြီးနဲ့လက်လုံးတောင်အကြောင်းပဲဖြစ်ပါရယ် မဟာဗောရိမြိုင်ဆရာတော်အလောင်းလျာကို စကိုင်းတိုင်းကံဘလူးမြို့နယ်မင်းကုန်းရွာနေဥပစနဲ့ဒေါ်မီတို့မှ1303ခုနှစ်ဝါဆိုလာပြည့်နှစ်ညတနာဤအင်္ကာနေ့မှာဖွားမြင်ခဲ့ပါရယ်ဆရာတော်ရဲ့ငယ်နာမည်ကတော့မောင်ငိမ်းမောင်မဲဖြစ်ပါရယ်1338ခုနှစ်တဘူရဲလာပြည့်ကျော်6ရက်စနေနေ့မှာမိခင်ဒေါ်မီရဲ့ပစ္စယနုကဟာနဲ့ မိန်ကုံတော်ရစီရတော့ဗက်ထနာသူနန္ဒထံမှာ ရှင်သာမဏေပြုခဲ့ပါတယ်။ဘွဲအမိကတော့ရှင်ညေယဆိုတဲ့အမိကိုကိုရိုင်းခံယူခဲ့ပါတယ်။1323ခုနှစ်ဝါဆိုလာဇန်းမှာမိန်ကုံတော်ရစီရတော့ဗက်ထနာအာစာရကိုဥပစေပြုပြီးထန်းတပင်ရွှေဖောင်တော်ဦးချောင်းတိုက်ခန္ဓာသိမ်မှာပထမအကျင့်ယဟန်ဖြစ်လာခဲ့ပါတယ်။ပထမအကျင့်ယဟန်ပြုစဉ်အခါကဆရာတော်ရဲ့ယဟန်တရကားတွေကတော့ဥပဒန်းနဲ့ ော်စုံညံလို့ပဲဖြစ်ကြပါတယ်။1338ခုနှစ်ကစုံလာပြည်ကျော်ဆယ်ရက်တနင်္ဂနွေနေ့မှာတော့ရွှေဘုံမြို့ဝေလူဝံပါဠိတက္ကသိုလ်စာတင်တိုက်ကိုရောက်ရှိသွားခဲ့ပြီးပိဋကတ်စာပေတွေကိုလေ့လာသင်ယူခဲ့ပါတယ်1339ခုနှစ်မှာရွှေဘုံဝေလူဝံပါဠိတက္ကသိုလ်မှအစိုးရပထမငယ်တန်းကိုအောင်မြင်ခဲ့ပါတယ်1320ခုနှစ်ဝါဆိုလာဇန်17ရက် ပုံတခုနေ့မှာတော့ရန်ကုန်မြို့ကျောက်ပတောင်ကျောင်းတိုက်ကိုစာပေတင်ကြားဖို့အတွက်ရောက်ရှိတော်မူလာခဲ့ပါတယ်။1321ခုနှစ်နောင်တကူလာပြည့်ကျော်3ရက်ပုံတခုနေ့မှာတော့ မော်လမြိုင်စိန်မမပါဠိတက္ကသိုလ်ကိုပညာသင်ကြားဖို့ရောက်ရှိလာခဲ့ပြီးအဲဒီနှစ်မှာပဲအစိုးရပထမလက်ထံကိုထိုးချွန်စွာအောင်မြင်ခဲ့ပြန်ပါတယ်။အဲဒီနောက်1325ခုနှစ်နှွေဦးကာလမှာပဲအေယာရီတိုင်းပသိမ်မြို့သာသနာရန်တီပါဠိတက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ အရိနှစ်ထဲမှာပဲအစိုးရပထမဆုံးတန်းကိုအောင်မြင်ခဲ့ပါတယ်။ပညာအရာမှာလည်းပါရမီခြံလွန်လာတဲ့ဆရာတော်ဖရာကြီးကပထမဆုံးတန်းကို တိုင်းအဆင့်မှာပါဒုတိယနေရာကိုရရှိခဲ့ပါတယ်။ 1329ခုနှစ်ဒေါ်သလင်းလာဇန်23ရက်နေ့မှာတော့စာတင်တိုင်းမှာဆက်လက်နေဖို့ရာခက်ခဲကြောင်းကိုအကြောင်းပြုပြီးတော့လူဝစ်လဲခဲ့ပါတယ်။ရန်ကုန်မြို့မှာရှိတဲ့စစ်လေခုံတစ်ခုမှာစည်ရေးဝင်လုခဲ့ပါတယ်။1329ခုနှစ်နေုံလမှာတော့မိခင်တော်မီအမတော်ကြီးတို့ရဲ့သဘောတူညီချက်ကြောင့်တရွာရဲနေသူဒေါ်စိန်မီနဲ့အိမ်အောင်ချခဲ့ပါတယ်။ လူဝိချောင်ဘဝမှာတော့ရန်ကုန်သင်ကန်းကျွန်းမှာနေထိုင်ခဲ့ပြီးတော့ဈေးဆိုင်အထည်ဆိုင်စီဆိုးပန်းရိုက်မင်းနဲ့ထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုပြုလုပ်ရင်းအသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။ရက်ကွက်အတွင် လူမှုရေးတွေနဲ့ရလာကအဖွဲ့ဦးဆောင်ကောမဒီအမှုဆောင်လူကြီးပါတီကိုယ်စားလှယ်တရားရေးကောမဒီဥက္ကဋ္ဌအုပ်စုခေါင်းဆောင်အယံပါတီဝင်စားတဲ့လူမှုရေးဆိုင်ရာဂျာဝင်တွေကိုလည်းထမ်းဆောင်ခဲ့ပါတယ်။ ဘဝဒုက္ခကိုတဝီကရလာခဲ့ရာကြောင့်1339ခုနှစ်မှစတင်ကပတိစိတ်ခြင်းအဋိဌံဝင်ခြင်းတောထောင်တွေကိုလှည့်လည်ခြင်း ဖျားတဲ့ခြင်းပြုပြင်ခြင်းမောမှန်ခြင်းတွေကိုဆောင်ရွက်ခဲ့ပါတယ်1339ခုနှစ်မှာကျိုင်းလက်မြို့နယ်ချောင်းကြီးရွာစင်ကူးရွာရှိပြည်လုံးချမ်းသာဖောင်တော်ဦးစီတော်ကိုပြုပြင်မောမှန်ခဲ့ပါတယ်ပြာတူလာလာပြင်းနေမှာပနချ်မင်္ဂလာပြုလုပ်ခဲ့ပြီးတပေါင်းလာပြင်းနေမှာတော့ထီတော်ကျေးမင်္ဂလာပြုလုပ်နိုင်ခဲ့ပါတော့တယ်1341ခုနှစ် ဝါဇူလာဇန်တရက်တနင်္ဂနွေနေ့မှာတော့ရန်ကုန်မဟာစီသာသနာရိပ်သာကြီးမှာ49ရက်တရားစခန်းဝင်ခဲ့ပါတယ်။1340ခုနှစ်ဝါကောင်လာပြည့်ကျော်9ရက်နေ့ည9:00နာရီခန့်မှာတော့ညံစင်တရားတွေကိုနာကြားခွင့်ရခဲ့ပါတယ်။အဲဒီနောက်1341ခုနှစ်တော်တော်လင်းလာဇန်12ရက်တနင်္ဂနွေနေ့မနက်8:45မှာတော့ ဘောက်ထော်တိရိယရနာလန်သာသနာပိမန်ဆရာတော်ဗဒနာဝီမလကိုဥပစေပြုကခေမာတိဝန်ချောင်းတိုက်ခန္ဓာသိမ်မှာဒုတိယအကြိမ်ယဟန်ဖြစ်တော်မူခဲ့ပါတယ်1340ခုနှစ်တရင်ချိုလာပြေကျော်လေးရဲ့အင်္ဂါနေ့မှာစတင်ပြီးအယညာဝါဒီဒေါရမီလီရဲ့တည်င်းသုံးနေတော်မူခဲ့ပါတယ်1341ခုနှစ်မှာတော့ တာစီမြို့နယ်ရွှေချောင်းကုန်းတောင်ထိပ်မှာလောကမုန်နီစီရီတော်ကိုဆရာတော်ကိုရိုင်းတည်ထားခဲ့ပါတယ်။အုံမြင့်ချမင်္ဂလာနဲ့ဌာပနာပိတ်ပွဲကိုတဘိုးရလာပြင်းနေမှာပြုလုပ်ခဲ့ပြီးတဘောင်လာပြင်းနေမှာတော့ထီတော်တင်ပွဲကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။1353 54 55ခုနှစ်တွင်မှာပြင်မနာအခုနေပြည်တော်မှာရှိတဲ့လက်လုံတောင်ဒေါရမှာတရင်သုံးနေစဉ်ကာလအတွင်းလက်လုံတောင်ဆရာတော်ဇံပြန်သည်ဆိုတဲ့ဂေါလာဟာလာကြောင့်ဆရာတော်ရဲ့တရင်က တနိုင်ကလုံးစီကိုပြောင်းလဲခဲ့ပါတယ်1358ခုနှစ်တပေါင်းလာပြည့်ပုတ်ထူးနေ့မှာတော့သူဝနရှန်တောင်မှာလာဟု22ရွာလီရှောလေးရွာတို့မှာ ူနှထောင်ကျော်ရဲ့ဗုဒ္ဓဘာသာခံယူပွဲကြီးကိုစီကားတမ်းမြိုက်စွာကျင်းပနိုင်ခဲ့ပါရယ်။အဲဒီတိုင်းရင်းသားတွေကိုဒေသန္တရဗဟုတုသဒိုးပွားဖို့ရှိရပြီး1358ခုနှစ်တပေါင်းလဆန်း3ရက်နေ့မှာတာစီပြင်မနာမန္တလေးရွှေဘိုရန်ကုန်မြို့တွေကိုပို့ဆောင်ပေးခဲ့ပါရယ်။ဒီလိုအကြောင်းလေးကြောင့်မဟာဗောရိမြိုင်ဆရာတော်ကြီးဆိုပြီးတော့နိုင်ငံအနှံ့လူသိများထင်ရှားခဲ့ရပါရယ်။1359ခုနှစ်မှာတော့နက်တလူဒေါရကိုစတင်တည်ထောင်ကဝါဆိုလာပြည်နေမှာ ထော်တလင်းလာပြင်းနေအထိနှစ်လားတိတိတရားစခန်းဖွင့်လှစ်ပေးခဲ့ပါတယ်။စခန်းပွဲအတွင်းဝေယဝစ္စဆောင်ရွက်သူတွေအထွက်ကိုတော့ထော်တလင်းလာပြင်းမှတရင်ချိုလာပြင်းနေအထိတလစခန်းကိုပြုလုပ်ပေးခဲ့ပါတယ်။1359ခုနှစ်မှာနတ်တလူဒေါရမှာမင်းပိသိခံဖျားကိုတိထားပူဇော်ခဲ့ပါတယ်။နောက်တကူလာပြင်းနေမှာတော့ အုံမြင့်ချမင်္ဂလာ1360ခုနှစ်ကစုံလာပြည့်နှစ်မှာတော့ဌာပနာပိတ်ပွင့်တပေါင်းလာဇန်၄ရက်နေ့မှာထီတော်တင်ပွဲနဲ့တပေါင်းလာပြည့်နှစ်မှာအနီးကစားတင်တော်မူခဲ့ပါတယ်။1361ခုနှစ်ကစုံလာပြည့်နှစ်မှာတော့မွေးရာချက်မြုပ်အိန္ဒိယမှာငေယာတက်ရွှေချက်တို့တကွန်တိုင်းဆိုတာကိုတည်ထားခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲနန်ဂျလူဒေါရာမှာနှစ်လဆရာစခန်းကိုထက်မှန်ဖွင့်လှစ်ပေးခဲ့ပါတယ်။ဆရာတော်တည်င်းသုံးနေထိုင်ဖို့ရန်အတွက်ရွှေပြောင်းရတဲ့နေရာပေါင်းဟာ30ဝန်းကျင်ခန့်ရှိခဲ့ပါတယ်။ဆရာတော်ကသာသနာရေးအကျိုးကိုတည်ဖို့ဆောင်ရွက်ကြုံမှုနေရင်းနဲ့အသက်တော်82နှစ်ဒိတ်ခါရော55ဝအရ2024ခုနှစ်ဧပြီလ30ရက် မောင်းလေးတနာရီ7မိနစ်ခန့်အချိန်မှာစကိုင်းတိုင်းဒေသကြီးကံဘလူမြို့နယ်ဘူးကုန်းရွာအရှိငင်ရတန်ဒေါရဆန်ကျောင်းမှာဘဝနဲ့ထံပြန်လည်တော်မူခဲ့ပါတယ်။လလုတ်တောင်အကြောင်းဆက်ရမယ်ဆိုရင်တော့လလုတ်တောင်ဒေါရဆိုတာနေပြည်တော်မှာ တမိုင်းဝင်နေရာတစ်ခုအဖြစ်ထင်ရှားတဲ့တောင်တစ်ခုဖြစ်ပါတယ်။ရာဇာချာနီလမ်းမကြီးမြောက်ဖက်မှာတည်ရှိပြီးပဝင်းကျင်မှာဆိုရင်အရေးရာသစ်ပင်များစွာကိုစီတန်းဆိုင်ပြိုထားတာကြောင့်လပ်ပါတဲ့သဘာဝအလားတရားနဲ့စိမ့်စိမ့်ဆူဆူနဲ့အေးချမ်းသာယာမှုကိုခံစားနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။လလုံတောင်ပေါ်ကိုရောက်ပြီးဆိုရနဲ့တကယ့်ကိုအေးချမ်းတဲ့ခံစားမှုရဲ့တာယာလပ်ပါတဲ့သဘာဝပဝင်းကျင်ကိုလည်းမျက်မြင်ခံစားနိုင်မှာဖြစ်ပြီးတော့တမိုင်းကြောင့်အစံလာကြီးမားခဲ့တာ သာသနာတော်ပြုတောင်းတလုံးဖြစ်ကြောင်းလည်းသိလိုက်ရမှာဖြစ်ပါရဲ့ မနီပူရာပြည်ရှင်ဘရင်ကြီးနဲ့တောင်နန်းဆံမိဖရဲ့ခေါင်ကြီးတို့မှဒါရော၃ပါးရှိခဲ့ပါတယ်။သူတို့တွေကမင်းသားနှစ်ဦးကတော့တောထွက်ပြီးတရားလည်လာဖို့ဆုံးဖြတ်ခဲ့ကြတာ။အကူအကြီးကတော့လွမ်းတောင်မာနေကတရားကျင့်နေခဲ့ပြီးညီအလက်ကတော့လလုံတောင်မာတီနေကတရားကျင့်ခဲ့ပါတယ်။ညီငယ်ဆုံးကတော့အဘိဓမ္မရာဇံဝရဲပွဲနဲ့မင်းပြူခဲ့ပါတယ်။ဒီနေရာမှာတမိုင်းကျောင်းနေသာသနာနဲ့ပတ်သက်တဲ့စိတ်ဝင်စားပွဲဇလန်းတွေအများကြီးရှိလို့နေပါတယ်။ ဥပမာငွေပြန်ကုန်၊လွမ်းတောင်ငွေလောင်ကုန်ဆိုတဲ့နာမည်ရလည်းထူးခြားတဲ့သမိုင်းနဲ့ဆက်နွယ်နေကြတာပဲဖြစ်ပါတယ်။လလုံးတောင်တို့အမည်ရတဲ့အကြောင်းရင်းကလည်းစိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။တောင်မြေမြောက်ဘက်မှာလူတွေကအနေတည်ဖို့အတွက်လက်ခုပ်တွေတုံးကြတာကြောင့်အစတင်ကမူလမှာ လောက်ခုတ်တောင်လို့ခေါ်ကြရတာနဲ့လလုံးတောင်လို့အမည်ပြောင်းလာခဲ့ရပဲဖြစ်ပါရယ်အဲ့ဒီနမည်ထဲမှာညရင်းချင်းမြေတေရာကနေရေကန်တစ်ခုအဖြစ်ပေါ်လာခဲ့ပြီးတော့ရွာတရွာပေါ်ပေါက်လာခဲ့ပါရယ်အဲ့ဒီရွာကိုလည်းကန်လာရွာဆိုပြီးတော့ခေါ်ခဲ့ကြပါရယ်ဒီကနေ့အချိန်အထိလည်းလလုံးတောင်ဒေါ်ရာကတခြားတောင်တွေနဲ့မရောပဲတီးခြားနေလို့ထူကြပါရယ်အင်္ဂလိပ်ခေတ်မှာကလေးကမြမနေမည်အဖြစ်ရှိနေခဲ့တဲ့တောင်တစ်လုံးပဲဖြစ်ပါရယ်လလုံးတောင်ကအာမန်တောင်တစ်လုံးနေနဲ့သာမဟုတ်ပဲ ဘာသာသာသနာနဲ့ပါပတ်သက်ဆက်နွယ်နေရာကြောင့်လည်းအရေးပေါ်တဲ့နေရာတနေရာဖြစ်လာခဲ့လို့ပြောလို့ရပါတယ်။အနာဂတ်မှာဒီနေရာကမျိုးလယ်နေရာဖြစ်လာနိုင်ပြီးသာသနာတော်နဲ့နိုင်ငံတော်အတွက်ဗဟုသက်အဖြစ်ခြားထားလေသေးတယ်ဆိုတာကိုမဟာဗောရိမြိုင်ဆရာတော်ကလည်းချုပ်တင်သိမြင်ခဲ့ပါတယ်။တကယ့်ရဲ့1353ခုနှစ်ကဆုံလာဇန်6ရက်နေ့ဆရာတော်ကြွတော်မူလာတဲ့အချိန်မှာကျောင်းတစ်ခုအသင့်တည်ရှိပြီးဖြစ်တာကြောင့် ဗောရီမန်တိုင်ကျောင်းလိုအမည်ပေးခဲ့ပြီးတဲ့နောက်ဆက်လက်တည်ဆောက်မဲ့ကျောင်းတွေကိုလည်းမန်တိုင်အဖြစ်ပါအောင်ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။အနာဂတ်အတွက်ဆရာတော်ကမျှော်မှန်းထားတာတွေလည်းထူးခြားပါတယ်။မမြင်ဘူးတာမြင်ရမယ်၊မကြားဘူးတာကြားရမယ်၊ကားတွေလည်းတဝီဝီမြည်တော့မယ်ဆိုပြီးတော့ရှေးဖြစ်တွေကိုကြုံမြင်ပြောခဲ့တာတွေကနေပြည်တော်မတီမီ73နှစ်အလိုမှာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့လက်လုတ်တောင်သားလမ်းမကြီးကတီစဲမျိုးပြနေရဖြစ်လာပြီဆိုတာကလည်းထူးခြားစရာပါ။ နောက်ပိုင်းမှာလည်းပြိသက်တရားရခင်ကထွက်ပုံမလာရောက်ကြတဲ့အတွက်ဆရာတော်ကတရားကျင့်ကြံရမှာအနောက်ရှက်ဖြစ်လာကသတင်းကြိုလာပြေကျော်ဆယ်ရက်နေ့မှာဒူဝနေရှင်တောင်ဘက်စီကိုပြောင်းချွာခဲ့ပါတယ်။အဲဒီအခါဆက်ပြီးတော့မြန်မာပြည်အတွင်းရှိတခြားနေရာတွေမှာလည်းဒေါ်ရီစောက်တီကတရားကျင့်နေစေဖြစ်ပါတယ်။ ဒီကနေ့အချိန်ထိလည်းလလုံတောင်ဒေါရဟာမဟာဗောရိမြိုင်ဆရာတော်ဘုရားကြီးရဲ့မာတီပြုပြင်မှုတွေကြောင့်တမိုင်းအတွက်ကောသာသနာအတွက်ပါအရေးပါလာတဲ့နေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေတာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။